လာမယ့်အော်တိုဘာလ24ရက်နေ့မှာဆိုလို့ရှင်တော့မြန်မာဖိုက်တာဆွန်ရက်ရဲ့ပွဲရှိပါတယ်။အားလုံးပဲမင်္ဂလာပါဗျ။မာရှယ်မင်းရဲ့မြန်မာအနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်တော်တို့မြန်မာဖိုက်တာဆွန်ရက်နဲ့ဒီနောက်ထပ်မြန်မာဖိုက်တာတယောက်ဖြစ်တဲ့ဆလိုင်းထန်ခွေးချိန်တို့ရဲ့ပွဲကတော့လာမယ့်24ရက်နေ့မှာရှိတာဖြစ်ပါတယ်။ဆွန်ရက်ရဲ့ပွဲအကြောင်းကိုပြောရမယ်ဆိုလို့ရှင်ဆွန်ရက်ကလက်ရှိချိန်မှာ138ပေါင်၊မွေထိုင်းမှာကက်ရွှေ့အနေနဲ့ထိုးသွင်းมาဖြစ်ပြီးတော့သူ့ရဲ့ပြိုင်ဘက်ကတော့ယမင်း PK Sunshine လို့ခေါ်တဲ့ Thai Fighter ဖြစ်ပါတယ်။ သူရဲ့အကြောင်းကိုပြောရမယ်ဆိုလို့ရှိရင်လက်ရှိချိန်မှာအသက်အားဖြင့်29နှစ်ရှိပြီပြီးတော့အရက်က9ပြီဆယ်လမှဖြစ်တဲ့အတွက်ကြောင့်မလို့ဆွန်ရက်ထက်နည်းနည်းလေးသီးသန့်သာပုံမြင့်နေမယ်ပြီးတော့နမဲကြီး PK ဆန်ဆိုင်ရှင်ရပါဆွန်ရက်နဲ့ဒါထိုးတက်ခဲ့ဘူးတဲ့အူရာကီနဲ့လည်းထိုးတက်ခဲ့တယ်သူ့အနေနဲ့ဒီအူရာကီနဲ့ထိုးတက်ခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်တော့ဒါအူရာကီဘက်ကနေပြီးတော့လက်ကျိုးသွားတဲ့အတွက်ကြောင့်မလို့တီကီယိုနဲ့နိုင်ရရှိတာရှိတယ်။ဝမ်ချမ်မန်ရှစ်မှာဆိုလို့ရှိရင်၃ပွဲထိုးထားပြီးတော့၂ပွဲကို အလေးထိုးနဲ့နိုင်ထားရေပေါ့နော် TKO knockout နဲ့နိုင်ထားရေပြီးတော့နောက်ဆုံးတစ်ပွဲကိုတော့ knockout နဲ့ချုပ်နေထားတာဖြစ်ပါတယ်ပြောမယ်ဆိုလို့ရှိရင်ဒီပွဲမှာဆိုလို့ရှိရင်ဆွန်ရက်ကအတွေ့အကြုံပိုရင့်တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်လို့တော့ပြောလို့ရတယ်ဒါပေမဲ့ physical ဘိုင်းမှာဆိုလို့ရှိရင်တော့ဒီခြေထန်လက်တန်အရာပို့ပြီးတော့တုံမယ်ပြီးတော့အရက်အားဖြင့်ပို့ပြီးတော့နှိပ်မယ်ဆိုတဲ့အနေအထားမျိုးလေးရှိပါတယ်ဒီ Yamin PK Sanchez ဆိုတဲ့ fighter ကပြောမယ်ဆိုရင်နာမည်ကြီး ွေထိုင်းကျင်တစ်ခုဖြစ်တဲ့ PK Sunshine ချင်းကဖြစ်ပြီးတော့သူ့ရဲ့ရလက်ကတော့လက်ရှိချိန်မှာ1 Championship မှာဒါနှစ်ပွဲနိုင်တစ်ပွဲရှုံးဆိုပေမဲ့အရင်ကြီးဆိုးတဲ့အနေထားမဟုတ်ဘူးလို့တော့ပြောလို့ရပါဒါမဲ့လေရလက်ပိုင်းရဆိုလို့ရှင်တော့ကျွန်တော်အမြင်ရတော့ဆိုရက်ကတော့အများကြီးပိုကောင်းတယ်လို့တော့မြင်တယ်။သူ့ရဲ့ပွဲတွေကိုကြည့်မယ်ဆိုရင်အဓိကအားဖြင့်ညာရှင်ညာလက်ရှေ့ထားတဲ့ South Boston ဖြစ်ပြီးတော့ဆိုရက်နဲ့ပုံစံချင်းကတိတ်ပြီးတော့မခွာပါဘူး။ဆိုရက်နေနေကတော့အရင်မြင့်တဲ့ဖိုင်တာတွေနဲ့ထိုးထွက်လာသူ့အတွက်အရင်ကြီးတော့ပြဿနာမရှိဘူး။ဘာလို့လဲဆိုတော့ ောင်တာကိုအဓိကထားထိုးတယ်ပြီးတော့သူ့ရဲ့ response နဲ့ကောင်တာတွဲတဲ့တွဲလုံးတွေရဲ့အမြန်နှုန်းကတော်တော်လေးမြန်တဲ့အတွက်ကြောင့်မလို့သူ့ဘက်ကနေပြီးတော့အရက်မြင့်တဲ့ကစားသမားရင်းနဲ့ရှင်မီထိုးရမှာအခက်ခဲတော့သိမရှိပါယမင်းဖြစ်ခဲ့ဆန်ချိုင်းဆိုတဲ့ကစားသမားကလည်းပြောရမယ်ဆိုရင်အရက်တော့မြင့်တာမှန်ပေမဲ့ခန္ဓာကိုယ်ကတော်တော်လေးပါပါပိမိန်တော်တော်ဆိုတဲ့အနေထားမျိုးလောက်ရှိရယ်ဒီတို့ကြောင့်မလို့ဆွန်ရက်အရင်တုန်းကတိုးတက်ခဲ့မှုတဲ့ကစားသမားတွေထက်စားလို့ရှိရင်ခန္ဓာကိုယ်တိဆောက်ပုံပိုင်းအရနည်းနည်းတော့ဟိုပိန်နေလို့ပြောလို့ရတဲ့အနေထားမျိုးလေးတော့ရှိပါတယ် ပြောလို့ရှိရင်ဆွန်ရက်အနေနဲ့ကသူနောက်ဆုံးထိုးတက်ခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်နည်းနည်းလေးဒိုင်းရဲ့ပန်းလိုက်မှုကြောင့်ဒါမထင်မှတ်ပဲနဲ့ရှုံးပွဲကြုံသွားတဲ့အနေအထားမျိုးလေးတွေလည်းရှိတယ်။ဒီတို့ချက်မလို့ဆိုရဲအတွက်ကတော့ပြတ်သားတဲ့အနိုင်ပွဲတွေလိုအပ်နေရတော့အမှန်ပါပဲ။ဆိုရဲရဲ့ပုံစံက နိုင်ပွဲတော့ရတယ်ဒါပေမဲ့ decision နဲ့နိုင်တာနည်းနည်းလေးများတဲ့အတွက်ကြောင့်မလို့ဒါဝိုင်းချင်မင်ရှစ်ကသူ့ကို6ပွဲ9ပွဲလောက်ထိနိုင်ပွဲဆက်နေသည့်တိုင်အောင်စာချုပ်မပေးခဲ့ဘူးပေါ့နော်ဒါပေမဲ့နောက်ပိုင်းကျတော့ဒါဆွမ်းရန်ထင်တယ်လေရှုံးပွဲတွေနည်းနည်းလေးပြန်ပြီးတော့ဂျုံတွေးလာရတဲ့အပိုင်းလေးရှိပါအဓိကတော့ပွဲမဖြတ်နိုင်လို့ပါဒါပေမဲ့ဒီပွဲမှာဆိုရင်တော့ကျွန်တော်တယောက်တည်းရဲ့အမြင်များဆိုလို့ရှိရင်ဆွမ်းရန်ကလုံးဝအကောင်းဆုံးပုံစံမျိုးမှာရှိနေတယ်ဆိုလို့ရှိရင်ဒီပွဲမှာပွဲဖြတ်နိုင်မယ်လို့တော့ မျောလင်းရတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ပြန်မက်ကချီတဲ့လက်တန်ရှိတာတော့မှန်ပေမဲ့ဒါရှေ့ဟာပွဲမှာဆိုရင်လည်းနောက်ကောင်နဲ့ရှုံးထားတာရှိတယ်။ပြီးတော့ပါဝါပိုင်းအရလည်းအရန်ကြီးကြီးတယ်ဆိုတဲ့အထဲတော့မပါဘူးလို့တော့မြင်တယ်။ဒါပေမဲ့သူကနေသူခြေထွက်လက်ထွက်ကတော့ကောင်းတာကိုတွေ့ရပါတယ်။အဓိကအဖြစ်ဒီပွဲမှာကျွန်တော်ကပြန်မက်ကိုအထင်သေးရဆိုတာထက်စတော့အနေနဲ့ကဝမ်းချင်မရှိမှဆိုရင်တပါရင့်ပြီးတော့ဒါနိုင်ပွဲများတဲ့ဖိုင်တာတယောက်လည်းဖြစ်နေပြီ။သူ့အနေနဲ့ရှုပ်ပွဲတွေမှာမထင်မှတ်ဘဲနဲ့ရှုံးပွဲကြုံနေခဲ့ရတယ်ရှေ့ရဆိုပေမဲ့ လက်ရှိအနေထားမှာတော့ဆွန်ရက်ကဝမ်ချမ်ပီယံရှစ်မှာဆိုလို့ရှိရင် တော်တော်လေးဝမ်ဖိုင်နယ်ပြိုင်ပွဲတွေမှာတဘာရဲ့နဲ့ကစားသမားဖြစ်နေလို့ပြောလို့ရပါတယ်ဒီတော့ကြောင့်မလို့ယမင်းဖီကေဆန်ချိုင်းရဲ့အနေထားတစ်ခုကသူ့ကိုအရန်ကြီးတော့အနောက်ရှက်ပေးနိုင်လောက်မဲ့အနေထားမဟုတ်ဘူးလို့တော့ကျွန်တော်အနေနဲ့မြင်တယ်ဒါပေမဲ့ဘလို့ပဲညီနေပြိုင်ပွဲဆိုတာဒါအနိုင်နဲ့ရှုံးရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုရက်ဘက်ကနေပြီးတော့တော်တော်လေးသတိထားပြီးကစားရပါလိမ့်မယ်ပြီးတော့နမဲကြီး ကျင်မဖြစ်နေတယ်ပြီးတော့ထိုင်းကစားသမားဖြစ်နေတဲ့အတွက်ကြောင့်မလို့ပွဲကနည်းနည်းလေးပဋိမင်းကြီးဖြစ်နေရဆိုလို့ရှိရင်ထိုင်းကစားသမားကိုအနိုင်ပေးလိုက်မယ်ဆိုတဲ့ချက်ကိုတော့ဆိုရန်နေနဲ့လည်းမတိပဲတော့မနေပါဘူး။ဒါရှေ့ရပွဲတွေမှာဆိုလို့ရှိရင်ဒီလိုမျိုး decision နဲ့ရှုံနေခဲ့တဲ့ပွဲတွေကနှစ်ပွဲလောက်ထိဒါတိတ်ပြီးတော့မပြမတာမြန်မာ fan တွေကလည်းရန်ကြီးစိတ်မချေနှက်လောက်တဲ့ရလက်မျိုးတွေနဲ့ဒိုင်းနီရဲ့ဆုံးဖြတ်ချက်တွေနဲ့ရှုံနေခဲ့တဲ့ပွဲတွေကလည်းရှိတယ်ဆိုတော့ပွဲတွေကိုအပြတ်ထိုးတာတော့အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဆိုရန်အနေနဲ့အခွင့်အရေးပေါ်လာရဆိုလို့ရှိရင် ဒါပွဲသိမ်းပြလိုက်တာကသူ့အတွက်အကောင်းဆုံးအနေထားတစ်ခုကိုဖန်တီးနိုင်နိုင်မယ်လို့တော့မြင်ပါတယ်။ဆိုရက်နဲ့လက်ရှိချိန်မှာကျော်တော်ဝင်းတို့က Fighters မှာတော်တော်လေးကိုပြင်းပြင်းထန်ထန်နေကျင်နေရယ်။ဆိုရက်ကလည်းဒီနေ့တခြားပို့ပြီးတိုးတက်လာပြီးတော့ Body Structure ကလည်းပို့ပြီးကောင်းလာတော့တွေ့ရပါတယ်။ပြောရမြန်မာ Fighter တွေထဲမှာနေဆက်နေတော်တော်လေးကောင်းတဲ့ကစားသမားတစ်ယောက်လို့ပြောလို့ရတယ်။ဆိုရက်အနေနဲ့ကတော့ဒီပွဲကိုနိုင်ပွဲပြန်ရယူပြီးလို့ရှိရင်တော့သူ့အနေနဲ့နည်းနည်းလေးဒါအချိန်ပြန်တင်ရမယ့်အချိန်ရောက်ပြီလို့တော့မြင်နေပါတော့မဟုတ်ဘူးဆိုလို့ရှိရင်အသက်ကလည်း ဟိုပုံပုံပြီးကြီးလာတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ one championship contract အိမ်မက်ကပြန်ပြန်ဝေးသွားတာမျိုးကိုကျွန်တော်အနေနဲ့မဖြစ်စေချင်ပါဘူး။အဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာကဒီ24ရက်နေ့မှာရှင်မိုင်ထိုးသတ်မဲ့ Sunrat နဲ့သူ့ရဲ့ပြိုင်ဘက် Yamin PK စံချိုင်းတို့ရဲ့ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကိုအဓိကပြပြပေးသွားတာဖြစ်ပါတယ်။အားလုံးပဲသဘောချလိမ့်မယ်လို့မျှော်လင့်ပါတယ်ဖြစ်။ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားပေးပါဦး။အားလုံးကိုကျေးဇူးတင်ပါတယ်။